အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနီလီတန်တီဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အော်လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့မနေ့ကကျွန်တော်တင်ဆက်ထားပေးခဲ့တာ အန်ဒရီယိုအိုနာနာနဲ့မေဆာမောင့်ကိုမန်ချက်စတာယူနိုက်တက်ဒ်အင်းနဲ့ transfer list ကိုကျွန်တော်တင်လိုက်ပြီဆိုပြီးတော့သတင်းတင်ဆက်ထားပြတာဖြစ်တယ်။အခုလက်ရှိမှာဒီနေ့မှာဒါမန်ချက်စတာယူနိုက်တက်အသင်းနေနဲ့နောက်ထပ်ကစားသမားတစ်ယောက်ကိုထပ်မံပြီးတော့ဒါကျွန်တော်တို့ transfer list ကိုတင်လိုက်ပြီဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့ဒီကစားသမားက United Predator အကုန်လုံးမျှော်မှန်းပြီးသားကစားသမားတစ်ယောက်ဖြစ်မှာပါတိတ်တော့မထူးဆန်းဘူး။အဲဒီကစားသမားကလက်ရှိမှာ Manchester United အသင်းနဲ့အယောင်စီတင်လာခဲ့တာကတော့ဒါကျွန်တော်တို့ Rice Moon Whiteland ဖြစ်ပါတယ်။ Manchester United အသင်းနဲ့ပထမကတော့ Rice Moon Whiteland ကိုအငှက်အနှက်ဟိုဆို အငှားနှစ်နှစ်ပေါ့နော်အခင်နောက်ပြီးကုန် အငှားနှစ်နှစ်ချဖို့အတွက်ပြင်ဆင်လာပြီးတော့ဒါကြောင့်သူအနေနဲ့ဒီကစားသမားနဲ့ potential ရှိသေးတယ်လို့ယူဆတဲ့အတွက်ကြောင့်မလို့ဒီကစားသမားနဲ့ဒါနှစ်နှစ်လောက်ဒါကျွန်တော်မှတ်မဲ့ရသူတို့လုတ်ချင်တဲ့ Manchester United က Rising Wing လည်းနဲ့ပတ်သက်ပြီးလုတ်ချင်တဲ့သဘောတရားရှင်းရှင်းလေးသူတို့အနေနဲ့ဒါကျွန်တော် Saliba ကိုဒါကျွန်တော် Arsenal ကလုတ်ခဲ့တယ်လို့ပဲဒါကျွန်တော်ပြင်သစ်လီဂူဝမ်မှာတကယ်မာဆေးလို့ဒါကျွန်တော်အသင်း၃သင်း၄သင်းလောက်ကိုပြင်ပြောင်းပြီးတော့ဆော့စီချင်တယ်ဒီညမှာဒါကျွန်တော်တို့တကယ်ကိုခြေစွမ်းပြလာပြီးဆိုတော့အသင်းကိုပြန်ခေါ် United အသင်းနဲ့ဒါတိုက်စစ်မှုတယောက်ပြန်ရဒီလိုပုံစံမျိုး United အသင်းကပြင်ဆင်ထားတယ်ဒါပေမဲ့ Rising Wing ဘက်ကတော့အဖြေကရှင်းတယ်သူအနေနဲ့ ဲ့အငားနဲ့ထွက်မစားချင်ဘူးအငားနဲ့ထွက်တာတဲ့ဆိုင်သူ့အနေနဲ့အပိသက်သားသူပြောင်းချင်တယ်အဲ့တော့ United ဘက်ကလည်းလက်ရှိမှာရွေးချယ်စရာမရှိတော့ဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ Manchester United အသင်းနဲ့အခုလက်ရှိဒါကျွန်တော်အသင်းကအရေးပါရရောက်တယ်ဒါကျွန်တော်အရေးကြီးပုံကူနေတူဒါ Manchester United လက်ရှိနီးပြအဖွဲ့ချုပ်ဖြစ်တဲ့ဒါကျွန်တော် Ruben Amorino နဲ့ဆွေးနွေးတဲ့အချိန်မှာ Ruben Amorino အနေနဲ့လက်ရှိမှာတိုက်စစ်မှုမကြခင်မှာလည်း Matthews ခွန်နာရောက်မယ်ဒါကျွန်တော်နောက်ထပ်တိုက်စစ်မှုတတိယောက်လည်းခေါ်ယူဖို့အတွက်ပြင်ဆင်နေတဲ့ Manchester United အသင်းနဲ့ Rice Mu Huiland ကိုအငားတွေချတဲ့ဆိုင်တော့ဒါ Matthews ခွန်နာရဲ့ဒါအပြောင်းရှိ ှမှာလဲငွေရဖို့အတွက်ကိုဒါဒါမဲ့ဒါနောက်တစ်ယောက်ဒါခေါ်မယ်ဆိုရင်တော့မှငွေရဖို့အတွက်ကို Rice Mu Hoyland ကိုရောင်းလိုက်တာက Manchester United အသင်းအနေနဲ့ပို့ပြီးတော့တင့်တော်တယ်ဆိုတဲ့ဒါကျွန်တော်အဖြေတစ်ခုသူတို့အနေနဲ့တွေးပုံရပါတယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ဒါနောက်ဆုံးရသတင်းတွေရဒါ Rice Mu Hoyland ကိုဒါအယောင်စေးတင်လိုက်တာဖြစ်ပြီးတော့အဓိကကဒါ Manchester United နီးပြအဖွဲ့အုပ်စုအနေနဲ့ Rice Mu Hoyland အနေနဲ့ဒီထက်ပို့ပြီးတိုးတက်လာဖို့မလွယ်တော့ဘူးဆိုတဲ့အတွက်ကြောင့်ဒါဒီလိုမျိုးဆုံးဖြတ်ချက်ချလိုက်တာလို့သိရအဲ့တော့ Rice Mu Hoyland ကိုအခုလက်ရှိမှာဒါ Manchester United ကစာချုပ်တက်တန်းကြံသည်တိတဲ့ကြောင့်ဒါပတ်စံရကောင်းကောင်းမွန်မွန်ရနိုင်တဲ့အခြေအနေမှရှိရ Rice Mu Hoyland ကိုယ်တိုင်ကလည်းငင်းနေသေးတဲ့အတွက်ကြောင့် ူးဘာမဆူဖြစ်သွားနိုင်တဲ့ကစားသမားတယောက်ဖြစ်တဲ့ကြောင့် United အသင်းစီကနေပြီးတော့ Rice Mu Whiteland ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့ကလပ်တွေအများကြီးရှိတယ်။အဲ့တော့ဒီနေရာမှာဘယ်လိုမျိုးတာပုံစံမျိုးပြောချင်တယ်လဲ။မှတ်မှတ်ရတာ Manchester United နဲ့ Memphis Depay ကိုဒါကျွန်တော်တို့ဝယ်ယူခဲ့တဲ့အချိန်မှာ Depay နေနေတဲ့ကြောင့် PSV ကဝယ်ယူခဲ့တယ်ထင်ပါမယ်။အဲ့တော့ တပိုင်းနဲ့မန်ချက်စတာယူနိုက်တက်မှာခြေစွမ်းပြောင်းနောက်နှစ်မှာဒါကြောင့်ချက်ချင်းဆိုလိုလိုင်ယွန်ကိုပြောင်းသွားတယ်။နောက်တနည်းနည်းတော့ဆော့ပါသေးတယ်လေ။လိုင်ယွန်ကိုပြီးတဲ့ပြီးပြောင်းသွားလိုင်ယွန်မှာတပိုင်းတယောက်အကြီးမားဆုံးအကောင်းဆုံးခြေစွမ်းလေးပြန်ပြတယ်။လိုင်ယွန်မှာတကယ်အဖို့မဖြစ်နိုင်စားသမားတယောက်ဖြစ်သွားခဲ့တယ်။ပြီးလည်းပြီးတော့နောက်ထပ်အသင်းထပ်ပြောင်းနေပေါ့နော်။အဲ့ဘယ်လိုပဲပြောလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသင်းနဲ့ ခေါ်ယူခြင်းနဲ့ကလပ်ပြဒီလိုပဲတွေးထားတယ်လက်ရှိမှာ Rice Moon Hawaii Land နေနဲ့ငယ်သေးတယ်ဒါကြောင့်မို့ဒါကျွန်တော်လာမယ့်ဒါကျွန်တော်အချိန်ဒီတွေကဒီကစားသမားတိုးတက်နိုင်မှုအများကြီးရှိတယ်ဒါ United ကစားသမားတချို့ကတော့အသင်းပြောင်းသွားရင်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးလက်ဥမာလက်ရှိမှာ Scott McTominay ပေါ့နော်အဲ့တော့ Napoli ဘက်ကလည်းလက်ရှိမှာ Scott McTominay ပုံစံမျိုး Rice Moon Hawaii Land များဖြစ်နိုင်မလားဆိုတချို့တော့စောင့်ကြည့်နေတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ Serie A Champion ဖြစ်ဖို့အတွက် တာဆူနေပြီဒါဟိုနေ့က Roma ကိုလည်း Inter Milan ရှုံးသွားခဲ့တဲ့အတွက်ကြောင့်မလို့ Napoli အသင်းနဲ့လာမယ့်နေရာဒီမှာတော့သူတို့အနေနဲ့ဒါတိုက်ဆက်ပိုင်းပြောင်းလဲမှုအတွက်ရှိခဲ့မယ်ဆိုရင်တော့ Rice Blue White Land ကိုဒါ Antonio Conte နဲ့တော်တော်လေးကိုသဘောကျတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ Antonio Conte နဲ့ Rice Blue White Land ပြင်ကို Alejandro Garnacho ချုပ်ကိုလာမဲ့နေရာဒီမှာ United စီကနေခေါ်ယူခြင်းနဲ့အဲ့တော့ Double Row နေနဲ့ဒါခေါ်ယူဖို့အတွက်ဒါပြင်ဆင်လာခဲ့တယ်။ Cola Hala ရတာ Rice Blue White Land ရဲ့အပြောင်းအရွှေ့တစ်စီးတစ်စားအနေနဲ့ Osimhen ကို Manchester United စီကိုကမ်းလှမ်းဖို့အတွက်လည်း Napoli တင်းနေနဲ့ဒါပြင်ဆင်သွားမယ်ဆိုတဲ့သတင်းတွေ Cola Hala ထွက်တယ်။ဒါပေမဲ့ဒါဟာလုံးဝ purely Cola Hala ဖြစ်တယ်။ဒါပေမဲ့ United ဘက်ကတော့အဖြေက အော်ဇီမန်ကိုလုံးဝလုံးဝလုံးဝကိုစိတ်ဝင်စားဘူး။အော်ဇီမန်ရဲ့လက်ရှိ attitude ပြဿနာကလက်ရှိမှာတစ်ချိန်ကပေါ်ပေါက်ပါဂျေရင်ဆန်ချူလူဖြစ်ခဲ့လို့ဖြစ်မှာဆိုတဲ့အကြောင်းမို့အင်းညိုဆိုအနေနဲ့ဒီလိုမျိုး virus ဖြစ်လာနိုင်တဲ့ကစားသမားတွေကိုအသင်းမှာလုံးဝလုံးဝလက်ခံသွားတော့မှာမဟုတ်ဘဲနဲ့သူတို့ရဲ့အသင်းမှာတည်တည်ချကျစော့နိုင်မဲ့ team player လို့ကစားသမားမျိုးပဲ United အသင်းကစဉ်းစားသွားတော့မယ်လို့ကြားသိရတယ်မှာပါ။အဲ့တော့ပြောချင်တာ Manchester United အသင်းရဲ့လက်ရှိမှာ Rice Moon Highland ကိုရောင်းချခဲ့တဲ့ sales person ကနေပြီးတော့ Matthew S. Khona ရဲ့ down payment ဒါမှမဟုတ်ကဘယ်လိုပဲနောက်ထပ်တိုက်စစ်မှုတစ်ယောက်ကို United အသင်းအနေနဲ့ဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်လက်ရှိမှာပြင်ဆင်လာခဲ့တယ်လို့ကြားသိရတယ်မှာပါအဲ့တော့ Rice Moreland ကို Manchester United အသင်းနဲ့ Basie Blue သတ်မှတ်လဲတော့မသိရဘူးအနည်းဆုံး Manchester United က Rice Moreland စီကနေပြီးတော့ Euro 90လောက်နေပြီးတော့အလိုရှိနေတယ်လို့ကြားသိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့ Manchester United ကတော့ရှင်းပါတယ်ဒါကျွန်တော်ကစားသမားအယောင်တွေကအာမြင့်ပြီးလုပ်ဖို့ရှိပြီးတော့ဒီကစားသမားအယောင်ကရတဲ့ပတ်စံတွေအကုန်လုံးကိုတော့ဒါကျွန်တော်တို့ ကစားသမားအဝယ်မှာပြန်ပြီးတော့သုံးဖို့အတွက်ပြင်ဆင်နေ။ Ineos အသင်းနဲ့ဒီရောင်းတဲ့ကစားသမားပတ်စံအကုန်လုံးကိုအသင်းနဲ့ကိုပဲပြန်လည်ပြီးတော့ထည့်ပေးသွားမှာဖြစ်တယ်လို့လည်းကျွန်တော်အနေနဲ့သိရမယ်တဲ့မှာပါပါတယ်။အဲ့တော့ Rising Wildland ကရ Manchester United အသင်းအယောင်စီးတင်ခံလိုက်ပြီ။အခုလက်ရှိမှာဒါကျွန်တော်စိတ်ဝင်စားနေတဲ့ club ကတော့ Serie A က club 3ခု4ခုလောက်စိတ်ဝင်စားနေတယ်လို့ကြားသိရတယ်မှာပါ။အခုလက်ရှိကြားရတဲ့တဲ့သူရဲ့ဒါကျွန်တော် Michigan club ဖြစ်ခဲ့ဘူးတဲ့။ Atlanta ကလည်း Lukman မကြခင်အသင်းကနေထွက်တော်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာမှာအစားထိုးဖို့အတွက်စဉ်းစားနေတယ်။ဒါအပြင်ကျွန်တော် Napoli ဒါကျွန်တော် အဲ့ဒိုနီယိုကွန်ဒီကလည်းသူအနေနဲ့မက်ဒေါ်မနီလိုပဲယူနိုက်တက်ကထွက်မယ်ဆိုရင်ဒီကစားသမားကောင်းလာနိုင်တယ်ဆိုပြီးတော့သူတို့အနေနဲ့စိတ်ဝင်စားနေတယ်ဒါကျင်တဲ့အတင်းလည်းအများကြီးရှိမယ်အေစီမီလန်လည်းဒါကျွန်တော်တို့အဲ့ဒိုနီယို AC Milan နဲ့လက်ရှိမှာ Rice Blue Wildland ကိုစိတ်ဝင်စားအဲ့လိုမျိုးကနေတော့မို့ AC Milan နဲ့ Rice Blue Wildland ကိုစိတ်ဝင်စားနေဆိုတဲ့သတင်းတွေအမျိုးမျိုးထွက်နေဖြစ်တယ်။ United ကတော့ရှင်းပါတယ်သူတို့ရဲ့ကစားသမားအလဲလဲဆိုတာဒီကစားသမားအပြောင်းရွှေ့ကနေပြီးတော့အနှက်ဆုံးတာကျွန်တော် Euro 350လိုချင်တယ်။ Euro 350ပေးနိုင်တဲ့ကစားသမားသာရှိမယ်ဆိုရင်တော့ဒီကစားသမားကိုဒါကျွန်တော်တို့အသင်းကနေပြီးတော့လက်လွတ်သွားဖို့တော့ ready ဖြစ်လာခဲ့တယ်။အဲ့တော့ဒီနေရာမှာဒါကျွန်တော်ရောင်းကစားပေးရင်တော့လက်ရှိမှာ United အနေနဲ့အခုလက်ရှိမှာ Arsenal ကိုကြော်ပြီးတော့ဒီကိုသမားကိုခေါ်ယူဖို့အတွက်ပြင်ဆင်လာတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အခုလက်ရှိမှာဒါ Espanyol ရဲ့ဒါ စပိန်ဂူဒမာဖြစ်တယ်ဒါကျွန်တော် UN Garcia ကိုတော့ဒါကျွန်တော် Manchester United အသင်းအနေနဲ့ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ် UN Garcia အခုလက်ရှိမှာ Arsenal အသင်းအနေနဲ့ဒါကျွန်တော်သူတို့ရဲ့မကြခင်မှာလစ်လက်သွားရမယ့် net 2နေရာကိုဒါအရန်ကစားသမားအနေနဲ့ခေါ်ယူဖို့ပြင်ဆင်တယ်စပိန်ကစားသမားလည်းဖြစ်တဲ့အကြောင်းမှာဒါ Raya ကိုတိုင်ကို Raya ဆို Raya ရဲ့နောက်မှာဒါကျွန်တော်တွန်းအားပေးနိုင်မယ့်ဒါကျွန်တော်အရန်ကိုသမားပြောချင်တာကမှတ်မဲ့ရ Ramsey ကို Raya လုတ်ခဲ့လို့ပဲ Raya ကို Juan Garcia လုတ်နိုင်မလားဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ အာဒိတာကလှုပ်ချင်တယ်ဒါပေမဲ့ပြဿနာက UN ကစီးရရှင်းတယ်သူ့အနေနဲ့အသင်းပြောင်းပြီဆိုရင် तू ပြောင်းမဲ့အသင်းမှာ तू ဟာနံပါတ်1ဂိုးသမားဖြစ်ချင်တယ်အဲ့တော့အာဆန်အသင်းမှာဂိုးသမားဖြစ်ပြီဆို तू ဟာရိုက်ယာနောက်မှာဒါကျွန်တော်အရန်ဂိုးသမားဖြစ်ဖို့အတွက်ပဲရာခိုင်နှုန်းများတဲ့အတွက်ကြောင့်မလို့ UN ကစီးရအနေနဲ့အခုလက်ရှိအခြေအနေကြီးရနောက်ဆုံးကြားရတဲ့သတင်းတွေကအာဆန်အသင်းကိုသူ့အနေနဲ့ပြောင်းဖို့အတွက်နည်းနည်းစဉ်းစားတယ်ဘာကြောင့်ခုနကပြောသူ့အနေနဲ့ဒါအရန်ဂိုးသမားဖြစ်ချင်လို့ဆိုရင်နံပါတ်1ဂိုးသမားပဲဖြစ်ချင်တယ်အခုလက်ရှိမှာဒါစပိန်နိုင်ငံအသင်းမှာဒါမဆိုးတဲ့ခြေစွမ်းတွေကိုပြသနေတဲ့အတွက်ကြောင့်မလို့ဒါသိရမယ့်တယ်မှာပါအဲ့တော့ပြောချင်တာကလက်ရှိမှာ ယူဝန်ကာစီယာကိုစိတ်ဝင်စားတဲ့ကလပ်တွေအများကြီးရှိတယ်အခုလက်ရှိမှာကြားရတဲ့သတင်းတွေကမန်ချက်စတာစီးရီးသင်းကလည်းအဲဒါဆန်ကိုစိတ်ဝင်အဲဒါဆန်ကိုအစားထုတ်ဖို့အတွက်စိတ်ဝင်စားနေတယ်အာစတက်ကလည်းလက်ရှိမှာရာယာရဲ့နောက်မှာထားဖို့အတွက်စိတ်ဝင်စားနေတယ်ရီယယ်မက်ဒရစ်ကလည်းအခုလက်ရှိမှာတီဘိုကော်တော့ရှိတဲ့ဒါကျွန်တော်အရင်ပုံစံမျိုးနဲ့စိတ်ဝင်စားနေတယ်ဘိုင်ယန်မြူနစ်ကလက်ရှိမှာမန်နျူအယ်နျူအာကိုဆုံးရှုံးသွားတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်တို့လက်ရှိမှာစိတ်ဝင်စားနေတယ်နောက်ဆုံးစိတ်ဝင်စားဆုံးကလပ်ကမန်ချက်စတာယူနိုက်တက်ဖြစ်တယ်အဲ့တော့မန်ချက်စတာယူနိုက်တက်သင်းကအခုလက်ရှိမှာလာမယ့်နေရာဒီမှာအန်ဒရီယိုအိုနာနာနဲ့ဆော်ဒီအာရေဗျာကလပ်ကိုပြောင်းရွှေ့ဖို့အတွက်ဒီဇိုင်းတစား ပြင်းပြင်းထန်ထန်ဖြစ်လာတဲ့အချိန်မှာဒါကျွန်တော်ညော်မော်နော်ညော်မော်ဒါကျွန်တော်တို့ Andrew Onana ပြောင်းရွှေ့တော့မဲ့သတင်းတွေတဖြည်းဖြည်း ပေါ်ပေါက်လာနေတဲ့အချိန်မှာ United အသင်းရဲ့ဂိုဒမတ်အစ်ကို market ထဲမှာတော့ရှောက်ကြည့်နေဖြစ်တယ်။ United အသင်းရဲ့ Lamine Lujar ဒီမှာဒါဂိုဒမတ်လက်ရှိ၃ယောက်လုံးကိုဆုံးရှုံးသွားဖို့တော့ပြင်ဆင်နေပြီးတော့ Heaton ကနားယူမယ်။ Alte Binda ကနံပါတ်၁ဂိုဒမတ်ဖြစ်ဖို့အတွက်ကြိုးစားပြီးတော့ဒါကြောင့်တခြားအသင်းကိုပြောင်းမယ်။ဒါ Unana က Saudi Arabia ကလပ်ညောင်းကိုပြောင်းမှုတော့တော်တော်လေးကိုနံပါတ်၁နေရာပြင်းနေတယ်။အဲ့တော့လက်ရှိမှာ Manchester United အသင်းရဲ့ Juan Garcia ကိုစိတ်ဝင်စားနေတယ်။အသက်အရွယ်အဖြစ်လည်းတော်တော်လေးကိုအဆင်ပြေသေးတယ်။အသက်အရွယ်ကမှ2000ခုနှစ်မွေးတဲ့ခြားတဲ့ဖြစ်တော့23နှစ်ပဲရှိသေးတယ်။အဲ့တော့ United ကဒါ Spain ဂိုဒမတ်နဲ့ဆိုဒါအများနဲ့လို ဒါကန်ကောင်းတတ်တဲ့အနေထားမှာရှိတဲ့အတွက်ကြောင့်မဒီနေရာမှာစိတ်ဝင်စားတယ်ဒီကစားသမားကအခုလက်ရှိဒါကျွန်တော်တို့ transfer market ကသတ်မှတ်ထားတဲ့ဈေးကတော့ပေါင်တန်း30ဈေးပတ်သတ်မှတ်ထားတယ်ဒါပေမဲ့ဒီထက်ပိုပြီးတော့ဈေးနည်းမှုတွေပြင်ဆင်လာခဲ့တယ် United တင်းတဲ့ဒီကစားသမားကို Euro 18တန်းပေါင်တန်း20ဆိုတော့ Euro 30လောက်နဲ့ခေါ်ယူသွားနိုင်မယ်လို့သူတို့အနေနဲ့ယူဆထားတယ်အများဆုံးပေးရ Euro 25တန်းလောက်ပဲပေးရဖို့အတွက်ဒါမြင်ထားတဲ့ကြောင့် United တင်းနဲ့ Juan Garcia ကိုစိတ်ဝင်စားတယ်ကစားသမားကလက်ရှိနောက်ဆုံး32ပွဲကစားပြီးတော့40တကူပေးထားပြီးတော့9ဂိုး9ပွဲတိတိကလင်းရှိယူထားခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာ United က Juan Garcia ီယာကိုစိတ်ဝင်စားနေတယ်ကျွန်တော် comment out မှာလည်း Yuhan Garcia ကိုချိန်တဲ့ကစားသူပြိတ္တတွေအများကြီးရှိပါတယ်လောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth for Media 3 point ဆိုတဲ့ TV4 ဥတုမှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ် ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်ကကွန်မန့်နေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်မဆော့ကွန်ကြီးပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်ကကွန်မန့်နေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်မဆော့မဆော့ကွန်ကြီးပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မမေ့နိုင်ဖြစ်ပါတယ်။အားလုံးကြိုတူပါနဲ့။ကောင်းမွန်သောနေ့လေးဖြစ်ပါစေ။ဆုမွန်ကော ောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြရပေါ့ဒေးဗော်ဗျ